thank uh you -huh. င်္ဂလာပါရှင်ခသစ် news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနည်းနဲ့ဆလင်းမြို့နယ်တညောင်တိုက်နယ်ရဲစခန်းမှုဆလင်းပါကပါတံအလင်းဝင်နယ်အကြောင်းတင်ဆက်ပေးပါမယ်မကွေးတိုင်းဆလင်းမြို့နယ်တညောင်တိုက်နယ်ရဲစခန်းမှုအလင်းဝင်ရောက်ခဲ့တယ်လို့ဆလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတောင်းကသတင်းဌာနကိုပြောပါတယ်ဇွန်လ15ရက်နေ့ညနေ6နာရီကမှဆလင်းမြို့နယ်တညောင်တိုက်နယ်စခန်းမှုအဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတဲ့ဒုတိယရဲမှုတောင်းကအကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်မှာတာဝန်မှထမ်းဆောင်လို့ဆလင်းမြို့နယ်ပါက ကဖတန်ချိတ်ဆက်ပြီးအလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရပါရယ်အဆိုပါအလင်းဝင်တဲ့ဒူရဲမှုကစလင်းမြို့နယ်မှာယုံမှဒူမြို့နယ်မှာဖြစ်နှစ်နှစ်ခန့်တာဝန်ထမ်းဆောင်ပြီးရနောက်အခုနှစ်ဇွန်လအစောပိုင်းမှာတညောင်တိုက်နယ်ရဲစခန်းမှုဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်လာခြင်းဖြစ်ကြောင်းသိရပါရယ်အဓိကတော့လက်နက်ခရမ်းတွေနဲ့အလင်းဝင်ရောက်လာပြီးထိုက်တဲ့နယ်စုကြီးငွေရယူကပြည်သူလူထုဘက်ကနေရက်တီပြီးစစ်အာဏာရှင်ကိုတော်လှန်ပေးကြဖို့ကြံရှိတဲ့စစ်သားရဲတပ်သားတွေကိုနှိုးဆော်ခြင်းလို့စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတောင်းကပြောဆိုပါရယ် စလင်းမျိုးနယ်တွင်ကြန့်ရှိနေတဲ့စစ်ကောင်စီလက်ခံစစ်တပ်သားတွေနဲ့ရဲတပ်များအနေနဲ့လည်းပြည်သူနဲ့အတူပူးပေါင်းပါဝင်ပြီးလက်နက်ခရမ်းများနဲ့အလင်းဝင်ရောက်ပြီးထိုက်တန်တဲ့စုချင်းဝင်များရယူကစစ်အာဏာရှင်ကိုတော်လှန်ပေးကြဖို့စလင်းမျိုးနယ်ပြည်သူ့ကာကွယ်ဖွဲ့ကအသိပေးနှိုးဆော်ထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကြောက်ဖြူကိုစစ်ကူရန်သွားရဲ့ဒုတိယတရင်မှုစနိုက်ပါထိမှန်ခဲ့ပြီး AAS စနိုက်ပါကြီးကြောင့်ရက်ပိုင်းတွင်ထိပ်ပိုင်းရာရှိများဇက်တိုက်တည်ဆုံနေတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ကြောက်ဖြူမြို့နယ်တိုက်ပွဲအတွင်းကိုစစ်ကူပို့ခံရတဲ့ဒုတိယတရင်မှုဖြစ်သူအော်ရက်ကတက်တော်အီရဲ့စနိုက်ပါကြီးထိမှန်ပြီးတည်ဆုံသွားတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့ခမာယာ231မှာဒုတိယတရင်မှုဖြစ်သူဗိုလ်မှူးဝန်တန်းကပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကကြောက်ဖြူမြို့ကိုစစ်ကူပို့ခံရပြီးရဲ့နောက်ရက်ပိုင်းအတွင်းအီအီရဲ့စနိုက်ပါထိမှန်ပြီးတည်ဆုံသွားတယ်လို့စစ်ရေးသတင်းအရင်းမြစ်တွေကသိရပါဗျ။သူရောက်ရှိနေကြောင်းတရင်မှုကိုသတင်းပို့ပြီးအပြန်မှစနိုက်ပါနဲ့ပြစ်ခတ် ရတာလို့စီရီးသတင်းအရင်းမြစ်တွေကပြောပါတယ်။ပုံမှုဝန်ထမ်းကိုပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာရှန်ကုန်မြို့ကနေပြီးကြောက်ဖြူမြို့အမှတ်၁စက္ကန့်ကိုစစ်ကူအင်အား200ကျော်ကိုလက်နက်ခဲယံနေနဲ့တူးရှိတပ်သင်ပေါ်နဲ့စစ်ကူပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။ကြောက်ဖြူမြို့ရရှိပြီးတဲ့နောက်ပုံမှုဝန်ထမ်းကဇွန်လ9ရက်နေ့ကတရင်မှုစစ်သတင်းသွားပို့ပြီးအပြန်မှာ AAS စနိုက်ပါကြီးထိမှန်ခဲ့ပြီးတဲ့နောက်ရန်ကုန်ကိုပို့ဆောင်စင်မှာတည်ဆုံသွားခြင်းဖြစ်ကြောင်းသိရပါတယ်။ပုံမှုဝန်ထမ်းရဲ့နိုင်ရှက်လေကိုလေကူအခြေဆိုင်အမှတ်213ချင်းမြန်တရင်ခမာရ213မှာ ှာမနီကဇွန်လ15ရက်ကပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ဒါပြင်ပြီးခဲ့တဲ့မေလ26ရက်ကလည်းရွှေ OGD တဘာဝတံဝေဖြန့်ချီဆက်ယုံအနီးတိုက်ပွဲမှာတမစတစ်မှနီးပြူဟာမှုပုံမှုကြောင့်ကြော်မျိုးအောင်နဲ့ခမာယ943မှာပုံမှုကြီးတအူတို့အေးစနိုက်ပါကြီးထိမှန်ပြီးတိစုံခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလအတွင်းကကြားပြူတိုက်ပွဲမှာစစ်ကောင်စီဘက်မှထိခိုက်သေးဆုံးမှုများတဲ့အတွက်တပ်ရင်းတပ်ဖွဲ့လိုက်အီထန်လက်နက်ချအလင်းဝင်လာမှုတွေရှိလာပြီးအခုဇွန်လမှာစစ်ကောင်စီကကြားပြူမျိုးကိုဆင့်လွတ်ထားပြီးအင်အားတရာဝင်းကျင်ပါစစ်ကြောင်းတစ်ခုမှလည်းတပ်ရင်းဌာနချုပ်နဲ့အဆက်အသွယ်ပြတ်တောက်ပြီးပျောက်ဆုံးနေကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ မင်္ဂလာပါရှင်ခေတ်သစ် news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။မူဆယ်105မိုင်မှာမြောက်ပိုင်းမဟာမိတ်ညီနောင်တုံးဖွဲ့ကထိန်းချုပ်အခွန်အောက်ခံနေမှုကိုမင်းရောင်လိုက်နဲ့ဗိုလ်ချုပ်တွေကကြီးနှက်မှုမရှိတော့လဲတရုံရဲ့ဖီအားကြောင့်ဘာမှလုံးမရဘူးလို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြောက်ပိုင်းညီနောင်မဟာမိတ်တုံးဖွဲ့ကသိမ်းပိုင်ထားတဲ့မူဆယ်105မိုင်ကုံသွင်းရေးဆောင်မှအခွန်အောက်ခံနေမှုကိုမင်းရောင်လိုက်နဲ့ဗိုလ်ချုပ်တွေကကြီးနှက်မှုမရှိတော့လဲတရုံဖီအားကြောင့်မင်းရောင်လိုက်နဲ့ဗိုလ်ချုပ်တွေကဘာမှလုံးမရကြောင်းနေပြီးတော့စစ်ဘက်သတင်းရှင်းပြတွေကပြောဆိုပါတယ် game တရုတ်ရဲ့ဂျာဝင်စီစံမှုနဲ့စစ်ကောင်စီကကိုကန် MNDA နဲ့အပြစ်ခံရစိုင်းရေးဆွေးနွေးသဘောတူညီခဲ့ရမှာလာရှုမျိုးပါဝင် MNDA ကတင်ပိုက်ထားတဲ့နေမြေတချို့ကိုပြန်လည်ပေးအပ်ရင် MNDA ရဲ့ထိုးစစ်များရက်တိုင်ရောက်ရှိတဲ့နေရာမှာအပြစ်ခံရစဲပြီးနေဆက်ကုံသွင်းပြန်လည်ဖွင့်လှစ်ရေးအကြောင်းအရာများပါဝင်ခဲ့ကြောင်းဆွေးနွေးမှုများမှာ MNDA ကတင်ပိုက်ထားတဲ့မူဆယ်105မိုင်ကုံသွင်းစုံပါဝင်နေမြေများကိုစစ်ကောင်စီကပြစ်ခတ်တိုက်ခိုက်မှုများမလုပ်ဖို့လည်းပါဝင်ခဲ့ကြောင်းသိရပါတယ်။သဘောတူညီတဲ့နေရာမှာနေဆက်ကုံသွင်းပြန်ဖွင့်နိုင်ဖို့ တွက်တနတ်တံမဖောက်ဖို့နဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကိုနှစ်ဖက်စလုံးကလုံးဝမလုပ်ဖို့ဆိုတာပါပါတယ်။မူဆဲ105မိုင်မှာတစ်ဖက်မှာကအခွန်ကောက်တာကိုတက်မတော်ကကြည်ကြည်ပြူပြူသဘောတူညီခွင့်ပြုတာမျိုးတော့မဟုတ်ဘူးကြည်ကြည်နက်နက်နဲ့ခွင့်ပြုတာမျိုးဟုတ်မနေဘူး။ဒါပေမဲ့လည်းဘာမှသွားလို့လို့မရတဲ့အခြေအနေမျိုးလို့နားလဲပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေကပြောဆိုပါတယ်။ဒါပေမဲ့စစ်ကောင်စီကတရုတ်မြန်မာနယ်စပ်ကုံသွင်းရေးအတွက်မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကထိန်းချုပ်ထားတဲ့မူဆဲ105မိုင်ကုံသွင်းရေးစုံလမ်းကြောင်းနဲ့ကျင်းစန်းကြော့ဂိတ်ကိုကုန်တင်ရ င်များနဲ့နေဆက်ကုန်တယ်များအတုံးမပြုတ်နိုင်ဖို့အနည်းလမ်းမျိုးစုံနဲ့တားဆီးနိုင်ပြီးအခုစစ်ကောင်စီကဆောင်ရွက်နေတဲ့တရားမဝင်ကုန်ပစ္စည်းတွေကိုဖမ်းဆီးနေခြင်းကအဲ့ဒီကိစ္စတွေနဲ့ဆက်ဆက်နေကြောင်းသိရပါတယ် မန်းစားချက်အနေနဲ့ပြောရရင်တော့တစ်ဖက်ကထိန်းချုပ်ထားတဲ့ဂိမ်းနဲ့လမ်းကြောင်းကိုမတုံးဖို့တော့တစ်ဖက်ကလက်ဝါမှာပဲအခုလုံနေတဲ့တရားမဝင်ကုမ္ပဏီဖန်စီထိန်းသိမ်းတဲ့စီမံချက်ကလည်းငကိုကလေးက EEO တွေအတွက်အခွင့်ရနေရပြီးငွေရနေရပြီးဖြတ်တောက်ဖို့ပါတယ်တစ်ဖက်ကဂိမ်းနဲ့လမ်းကြောင်းကထွက်လာတဲ့ကားရီနဲ့ကုန်တွေကိုတက်ကထိန်းချုပ်တဲ့နေရာတွေဝင်လာရင်ဖမ်းပြီးအလုံးလုံးမရအောင်တော့အဲ့ဒီဂိမ်းနဲ့လမ်းကြောင်းတွေမတုံးအောင်တော့လုပ်မယ်လို့တော့ထင်ပါတယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြပါတယ်အခုလာမယ့်ဇူလိုင်လတရက်ကစပြီးရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ် 105မိုင်မှာမြောက်ပိုင်းညီနာမဟာမိတ်တန်းဖွဲ့ကဖြတ်တန်းခဲ့တဲ့ကားရီနဲ့ကုန်ပစ္စည်းတွေကိုအွန်လိုင်းမှာတဆင့်အခွန်ကောက်ခံသွားမှာဖြစ်ကြောင်းမြောက်ပိုင်းမဟာမိတ်တန်းဖွဲ့ကစွန်လ10ရက်နေ့မှာကြေညာခဲ့ပါတယ်။လာမယ့်ဇူလိုင်လ10ရက်ကစပြီးမူဆယ်105မိုင်ကျင်းစန်းကျော်ဂိတ်မှာမဟာမိတ်ညီနာတန်းဖွဲ့ရဲ့အကောက်ကွန်ဌာနကုန်သွယ်မှုအသွင်းထုတ်ဂျူတီဆောင်နှုံးတွေကိုစီမံခန့်ခွဲမှာဖြစ်ပြီးကျင်းတိုင်းကုန်စီပို့ဆောင်ရေးဌာနကအဆိုပါလုပ်ငန်းစဉ်များကိုစီမံခန့်ခွဲမှာဖြစ်ကြောင်းဒါကြောင့်တရုတ်မြန်မာနယ်စပ်ဂိတ်ပေါက်များပို မှုဖွင့်နှက်လာတာနဲ့အမျှကုန်ကားများအဝင်အထွက်များလာတာကြောင့်အွန်လိုင်းကုန်သွယ်မှုအခွန်ဆောင်တင်ပြခြင်းစနစ်နဲ့ရင်းမှတ်ပုံတင်ခြင်းစနစ်တွေကိုအစိမ့်မြင့်တင်မှာဖြစ်ကြောင်းသိရပါတယ်။ ဒါကြောင့်နေဆက်ကုန်သည်များဒူတီဆောင်ကုမ္ပဏီများကုန်ကားဂိတ်များအခွန်ဆောင်မှုများလှုပ်ဆောင်နိုင်ဖို့အတွက်ဇူလိုင်လ10ရက်နေ့မှတိုင်ပြီးမဟာမိတ်ညီနောင်၃ဖွဲ့၏အကောင့်ခွန်ဌာနလက်အောက်ခံတင်တာကုန်စည်ပို့ဆောင်ရေးဌာနမှကုမ္ပဏီမှပုံတင်ခြင်းနဲ့ရင်းမှပုံတင်ခြင်းတွေကိုပြီးစီအောင်လှုပ်ဆောင်ဖို့လိုအပ်ကြောင်းကိုရိုင်းဂျိုတင်အခွန်အကောင့်ဖွင့်ခြင်းရင်းဝင်ထွက်ဂျိုတင်မှပုံတင်ခြင်းနဲ့ကပ်ပြားများထုတ်ပေးခြင်းများကိုမဟာမိတ်ညီနောင်၃ဖွဲ့၏အကောင့်ခွန်ဌာနကလှုပ်ဆောင်မှာဖြစ်ကြောင်းကြေညာထားပါတယ်။ဇူလိုင်လ10ရက်နေ့နေဆက်ကုန်သွယ်ရေးမစတင်ပြီးမှပုံတင်ခြင်းများဆောင်ရွက် မှာဖြစ်ပြီးဇူလိုင်လ1ရက်နေ့နောက်ပိုင်းအွန်လိုင်းစနစ်နဲ့အခွန်ဆောင်ဖို့တင်ပြရန်လိုအပ်ကြောင်းလုပ်ငန်းများအခွန်ဆောင်တဲ့အချိန်နှောင့်နှေးကြမ်းကြာမှုဖြစ်စေဖို့စာရွက်စာတမ်းအထောက်အထားတွေကိုအမြန်ဆုံးပြင်ဆင်ထားဖို့မြောက်ပိုင်းညီနောင်မဟာမိတ်၃ဖွဲ့ကမူဆယ်105မိုင်ကျင်းစံကြော်ဂိတ်မှာတရားဝင်ကြေညာထားပါတယ်အကြံဖတ်စစ်ကောင်စီကတရုတ်ရဲ့ဂျောင်းဝင်စစ်စမှုနဲ့စစ်ကောင်စီထံကို MNDA ကလာရှုပ်ကိုပြန်လည်ပေးအပ်ပြီးရနောက်တရုတ်မြန်မာနယ်စပ်ကုံသွင်းရေးပြန်လည်စတင်ဖို့ကြိုးပမ်းလာရအခုနောက်ဆုံးမှာမြောက်ပိုင်းညီနောင်မဟာမိတ်၃ဖွဲ့ကမူဆယ်105 5ပိုင်းမှာတည်ရဝင်အခွန် ကောက်ခံမှာဖြစ်ကြောင်းကြေညာလာခဲ့တယ်လို့ဆိုပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ကြောက်ဖြူကိုတက်ပြောင်းလာတဲ့ခမာယ213ဒုတိယတရင်မှုပုံမှုဝင်တဲ့စနိုက်ပါပစ်ခတ်ခံရပြီးတိဆုံးက AA နဲ့တိုက်ပွဲဝင်များအတွင်စစ်မှုထံတပ်သားတဲ့အများပြားတိဆုံးပြီးစစ်သားယာချီလက်နက်ချတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ရခိုင်ပြည်နယ်ကြားဖြူမြို့နယ်ကိုပြောင်းရွှေ့ဖြင့်ရာထူးတိုးပြောင်းလာတဲ့ခမာရနေရ31မှာဒုတိယတန်ရင်မှုပုံမှုဝင်တန်ကတန်ရင်မှုကိုအပြောင်းရွှေ့သတင်းပို့ပြီးအပြန်ရခိုင်တပ်တော်အေးပြခတ်တဲ့စနိုက်ပါကြီးထိပ်ပြီးတိစုံခဲ့ကြောင်းစစ်ဘက်သတင်းရင်းမြစ်တွေကပြောပါတယ်။မြစ်ကြီးနားအခြေဆိုင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာပုံမှုဝင်တန်ကဦးစီးရရှိဒုတိယနဲ့ CAA2 ဖြစ်တာဝန်ထမ်းဆောင်နေရမှာမေလ26ရက်နေ့မှာကြားဖြူရှိတန်ရင်ကိုလေကြောင်းခီးစင်နဲ့ပြောင်းရွှေ့လာခဲ့ကြောင်းသိရပါတယ်။ဒီပုံမှုကမြစ်ကြီးနား မပခကနေဦးစီးရရှိဒုတိယနဲ့စင်ရင်အီတူကနေ26ရက်နေ့9လကမှပြောင်းလာခဲ့တာပြောင်းပြီးပြီးချင်းလင်းရင်နဲ့အကြုံတခါတဲ့ကြောက်ဖြူရောက်တဲ့တရင်မှုစကန်းတိုင်းနဲ့စီကိုသွားပြီးတော့တရင်မှုကိုသတင်းပို့တဲ့သတင်းပို့ပြီးအပြန်လမ်းမှာစနိုက်ပါထိပြီးတေးသွားတာလို့စီရန်ပူကြီးစင်ရောကသတင်းဌာနကိုပြောပါတယ်တေဆုံးသွားသူပုံမဝင်တန်းရဲ့မိမဖြစ်သူကလည်းမြစ်ကြီးနားမှာအတောင်ရန်ကျန်းနဲ့ဒူရုပ်တုံးဖြစ်ကြောင်းသိရပါတယ်လက်တော်သတင်းရင်းမြစ်တွေရဲ့အဆိုအရကြောက်ဖြူမျိုးနဲ့တိုက်ပွဲတွေမှာအေအေကအသာစီးရနေပြီးစစ်ကောင်စီတပ်ဖက်မှတေဆုံးမှု ွေများပြားနေကြောင်းတည်ဆုံမှုများမှာစစ်မှုရန်တက်သားတဲ့အများပြားပါဝင်နေပြီးစစ်မှုရန်ပတ်စင်9နှစ်တစ်ဆင့်မှာတက်သားတဲ့အများပြားတည်ဆုံခဲ့ကြောင်းသိရပါဗျ။ကြောက်ပြူမျိုးနဲ့တိုက်ပွဲများမှာစစ်တပ်ဘက်မှလက်နက်ချအလင်းဝင်သူတွေလည်းစစ်တိုက်ရရှိနေပြီးလက်နက်ချအလင်းဝင်သူရရှိရှိနေကြောင်းအေးတည်င်းအင်းမြင့်တချို့ရဲ့အဆိုအရသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။